ဖဖီကွာတဲ့ကြံတဲ့ဘဝမှာတဲ့ညီးတို့မောင်နှမ6ဝန်းနဲ့အတူပျော့ပျော့ရွှင်ရွှင်တိုက်တိုက်ဝင်ဝင်ကြီးနေသွားခြင်းနဲ့တဲ့နေသွားခြင်းနဲ့လို့ပြောတာ2022ကပေါ့နော်ဒါပေမဲ့အကြာကြီးမနေသွားရဘူးဖဖီကမတက်တာတဲ့အဆုံးပေါ့နော်တမီးတို့အန်တီနဲ့ပေါင်းလိုက်ရတယ်ပေါ့ဒါကြောင့်မလို့နိုင်ဖိတ်စာတယ်မှာအန်တီနာမည်ကိုလည်းထည့်ပေးပါလို့ဖဖီကပြောပါတယ် အမျော့အမြင်အရန်ကြီးပါတယ်ပီပီက23ရက်နေ့နေလေခင်ရတနင်္ဂနွေနေ့အဲ့တနင်္ဂနွေနေ့မှာ အမကဟိုပြက်ခရွေမြန်မာနိုင်ငံအလဲပိုင်းပြက်ခရွေတောင်မှာ ဟိုဖိဖိရဲ့အမားတို့ဇနီးမိသားစုပေါ့အမားတို့မိသားစုရဲ့ကအဲအဝီစီတွင်လေးတူပြီးထားပါတယ်အဲ23ရက်နေ့မနေ့ခင်းကလည်းဖိဖိဒီနေ့သမီးတို့ရဲ့အလှနေလေးပါဖိဖိအာယုံပြုတ်ပေးပါဆိုပြီးတော့မှ ပြောတော့ခေါင်းငိမ့်တယ်အဲ23ရက်တနင်္ဂနွေနေ့ကမနေ့ခင်းမိုင်းကအကောင်းပါအဲနေ့ခင်းမိုင်းကျမှဖိဖိကအောက်ဆီဂျင်တွေကျလာပါအဲ7နာရီကအောက်ဆီဂျင်စကျလိုက်တော့ ကဲစိတလုံးထိုးတာပေါ့ကဲစိတလုံးထိုးတဲ့အတွက်ကြောင့်မလို့နှစ်နာရီခွဲသုံးနာရီလောက်မှပြန်ပြီးတော့အောက်ဆီဂျင်တွေပြန်တက်လာတယ်ပေါ့ပြန်တက်လာတဲ့အချိန်မှာ၄နာရီလောက်၄နာရီလောက်မှဖြည်းဖြည်းအဲဒီအချိန်တောင်ပေါ်ကဆင်းလာပါပြီအဲမှတ်တမ်းထပ်ပုံလေးတွေလည်းညကြတော့ဦးအောင်ကျော်ဆန်းကပို့ပေးမယ်လို့ပြောပါတယ်အဲ့မှတ်တမ်းထပ်ပုံလေးတွေတမီးတို့အလှမှတ်တမ်းထပ်ပုံလေးတွေကိုကြည့်ပြီးတော့မှဖြည်းဖြည်းကုတူပွားပါဆိုတဲ့ဟာလေးတော့ပြောဖြစ်ပါတယ် ပြောပြတယ်အဲ့23ရက်နေ့အဲညပိုင်းကျတော့10နာရီခွဲလောက်ပေါ့10နာရီခွဲ9နာရီခွဲ10နာရီမှာဖိဖိရဲ့ home care ဆရာဝန်လေးကလာပါတယ်ဒေါက်တာမိုးလွင်လာတဲ့ခါကျတော့ကဲစည်းတလုံးထိုးဖို့ nest ကပြင်ဆင်နေတာပေါ့ဟိုပြင်ဆင်နေတဲ့အခါမှာဆရာကမပြောလဲဆိုတော့တလုံးနဲ့နဲ့မရဘူးဒါမှမဟုတ်နှလုံးထည့်လိုက်ပါဆိုရင်မှနှလုံးထည့်လိုက်တယ်အဲ့ချိန်မှာဖိဖိကမျက်လုံးမဖွင့်နိုင်တော့ပါဘူး မဖွင့်နိုင်ဘူးဆိုတော့ခါကျတော့ဟိုအမကတော့ဒီအလှမှတ်တမ်းဓာတ်ပုံလေးတွေပြချင်တာပေါ့အဲဖေဖေကအဲ့ချိန်မှာမကြည့်နိုင်တော့ပါဝဲလွန်သူကျေးဇူးရှင်ဖခင်ကြီးဘုံတို့ဒိတ်နိုင်အောင်ဘုံတို့ဒိတ်နိုင်အောင်ဤဆွေဤဆွေ2024နှစ်ကုန်ပိုင်းလောက်မှာအဲဖေဖေကဘာပြောလဲဆိုတဲ့ခါကျတော့ဟိုစကားဆက်ဆက်မရှိပါဘူးစကားဆက်ဆက်မရှိဘဲနဲ့အဲသူတပြည့်ပြင်မနာဥအောင်ခိုင် လာတယ်။အဲပြင်မနာဆရာဦးအောင်ခိုင်လာတဲ့ခါကျတော့ဖေဖေကတခွေရည်တဲ့အဲဒီဆောင်အုပ်ကလေးကိုဆရာကိုလက်ဆောင်ပေးလိုက်ပါတဲ့။သုံးအုပ်ဖဲချမ်းတယ်တဲ့။သုံးအုပ်ဖဲချမ်းတယ်ဆိုတော့အဲ့သုံးအုပ်ထဲကဆရာတအုပ်ပေးလိုက်ပါဆိုတော့ ਨੇ အဲ့တအုပ်ပေးလိုက်တာ။အဲ့တအုပ်ရဲ့အရှိပိုင်းမာတိကာမှာဒေါက်တာအောင်မြင့်ဦးကမြန်မာစာကျမရဲ့ဆရာကြီးပါပဲ။အဲဆရာကြီးကနေဖိဖိရဲ့ဂုံကိုတင်ထားတဲ့စာလေးရှိပါတယ်။ ပြီးတဲ့ခါကျအဲ့ဆောင်ထဲမှာပဲဆရာကြီးဥတင်မိုးကဖိဖိကိုဟိုနှစ်80ပြည့်မွေးနေ့တုန်းကအဲဆက်ပေးထားတဲ့ကြပြားလေးလည်းရှိပါတယ်မြန်မာစာတသနာပြုဆိုတဲ့ကြပြားလေးအဲ့ဒီကြပြားလေးကိုပါတယ်မောင်ခန့်ရင်မင်းသားလေးကိုဒါကြောင့်မလို့မင်းကိုလက်ဆောင်ပေးလိုက်တယ်ဆိုရင်မအဲ့ဆရာဥအောင်ခန့်ကြီးလည်းပြန်သွားရောဘာမှမပြောသေးပါဘူးဖိဖိကတစ်ချိန်လုံးငြိမ်နေတာပေါ့ညကြတော့ညမနှစ်အမလက်နဲ့ အမနဲ့နှစ်ယောက်နေတာပေါ့နှစ်ယောက်ဖိဖိနာမှာပြုစုတာဆိုတဲ့ခါကျတော့တော့ခွေးရီတဲ့အခုဒီဆောင်အုပ်ကလေးဟာတဲ့အဲဒေါက်တာအောင်မြင်ဦးလည်းပါတယ်တဲ့ဖိဖိတငယ်ချင်းဥပချန်လည်းပါတယ်တဲ့အဲ့ခါကျတော့တဲ့ဒီဆောင်အုပ်ကလေးနဲ့ဒီဒေါက်တာအောင်မြင်ဦးရဲ့စာလေးနဲ့ဆောင်းမလေးနဲ့ဖိဖိရဲ့အဲဥပချန်ကရေးပေးထားတဲ့ကြပြလေးကိုရေးပါတဲ့ဖိဖိတေလို့ရှင် ကန်းမှာတဲ့အဲ့မှာတစ်ချက်ပြောပါတယ်နောက်တစ်ချက်ကကြတော့ဖေဖေကမတက်တာတဲ့အဆုံးပေါ့နော်တမီးတို့အန်တီနဲ့ပေါင်းလိုက်ရတယ်ပေါ့ဒါကြောင့်မလို့တကယ်လို့များအဲ့နာရင်းနဲ့ပတ်သက်ပြီးပြောရင်းနဲ့မှာဗာပြောလဲဆိုတဲ့အခါကျတော့နာရင်းဖိတ်စာတယ်မှာအန်တီနာမည်ကိုလည်းထည့်ပေးပါလို့ဖေဖေကပြောပါတယ် အမျောအမြင်အရန်ကြီးပါတယ်ဟိုဖေဖေစိတ်ချပါလို့ပဲပြောလိုက်ပါတယ်ကျမတော့ဂရိပေးပြီမယ်ကျမအငယ်ဆုံးလေအငယ်ဆုံးဆိုတဲ့အခါကျတော့ဖေဖေမှားထားတဲ့အမှားစကားကိုပြောလို့တော့ရတာပေါ့ဒါပေမဲ့ကြံတဲ့အကူတွေအမတွေကလက်ခံကြမှာလက်ခံမှာပေါ့ဒါပေမဲ့အခုဒီလိုမျိုးဖြစ်လာတဲ့ခါကျတော့ပြောပြလိုက်တဲ့ခါကျတော့လေအဲကြံတဲ့မောင်နှမတွေအကုန်လုံးကလည်းလက်ခံပါတယ်အဲ့အတွက်လည်း ကျမအကိုတွေအမတွေကိုကျေးဇူးတင်ရပါတယ်။ဟိုကျမကရန်ကုန်ကိုအရင်တုန်းကရောက်ပြီဆိုလို့ရှင်အကိုတွေအကုန်လုံးကိုလှက်ပတ်ပြီးခေါ်တယ်ဖုန်းဆက်ပြီးခေါ်တယ်ကိုကိုတမိရောက်နေတယ်။ရောက်မလို့ဖေဖေအိမ်မှာစုံရအောင်ဖေဖေရောအားလုံးဝိုင်းပြီးတော့မှကတော့ရအောင်ဖေဖေနဲ့အန်တီကိုရောက်မလို့ကျမရန်ကုန်ရောက်တိုင်းမောင်နှမတွေအကုန်လုံးကိုခေါ်ပြစ်တယ်ခေါ်ပြစ်ပြီးတော့မှဒီအိမ်မှာပဲဒီနေရာမှာပဲဖေဖေနဲ့အန်တီကို အမြဲတမ်းကတော့ပြစ်တာပေါ့အဲ့ခါကျတော့တတရတခွန်ကတော့ဗာလဲဆိုတဲ့ခါကျတော့ဖိဖိကမောင်နှမတွေဒီလိုမျိုးဖိဖိရဲ့မျက်စိရှိမှတယ်စီစီလုံးလုံးညင်ညင်ညွတ်ညွတ်နဲ့ရတပန်နေသွားတာကိုလူကျင်နေဆိုတဲ့စကားလေးပေါ့အဲ့သုံးခုကိုကျမကိုမှားခဲ့ပါတယ်အင်မတန်အမျော်မြင်ကြီးပါတယ်ဖိဖိကခန်းစားချက်ကတော့ဖိဖိကမန္တလေးကို လာပြီဆိုရင်အိမ်ကိုမလာဘူးပေါ့နော်ဖိဖိလာပြီး မတွေ့ရဘူးဆိုရင်ကျမငိုတာငငယ်တုန်းကခန်းစားချက်ပြင်းတာပေါ့ခန်းစားချက်ပြင်းတဲ့အတွက်ကြောင့်မလို့အဲကိုကူကလိုက်ပို့ရတယ်ဘသူမဆိုမိစုံဖဆုံနဲ့နေချင်တာပေါ့ဒါပေမဲ့ဟိုကျမကအတိတ်ကံမကောင်းခဲ့တဲ့အတွက်ကြောင့်မလို့မိတကွဲဖားတယ်ဒါပေမဲ့အခုဖေဖေ2022ကဖေဖေပြောခဲ့တဲ့စကားလေးပေါ့ဖေဖေရဲ့တဲ့ နောက်ဆုံးအဲ့ချိန်မှာအန်တီမဆုံးသေးပါဘူးရှိပါတယ်အဲဟိုဒါပေမဲ့အန်တီကအနာလေးတိတ်တိတ်လေးပေါက်တယ်ဒီချီမျက်စီမှာတိတ်တိတ်လေးပေါက်တာကနေတဖြည်းဖြည်းနဲ့ကြီးသွားတာပေါ့နော်ကြီးသွားပြီးတော့မှဆေးရုံတင်တယ်တော့ခွေးရည်တဲ့ဖီဖီကွာတဲ့ကြံတဲ့ဘဝမှာတဲ့ညီးတို့မောင်နှမ6ဟန်းနဲ့အတူပျော့ပျော့ရွှင်ရွှင်တိုက်တိုက်ဝင်ဝင်ကြီးနေသွားခြင်းနဲ့တဲ့ หนีตั้วจินเลยလို့ပြောတာ2022ကပေါ့เนาะဒါပေမဲ့အကြာကြီးမหนีตั้วရဘူးဖိဖိหนีจินเลยဆိုလို့ရတော့တမီဖြစ်အောင်စီစဉ်ပေးมาပေါ့လို့ဆိုပြီးတော့มาအလားမမတ်တူဖိဖိကအဲ့လိုမျိုးပြောတယ်လို့ဖြစ်နိုင်တယ်ဆိုလို့ရှင်မမလာဘလာလို့ဖိဖိကหนีจินเลยလို့ပြောတယ်လို့ပျော့ပျော့ရွှင်ရွှင်တိုက်တိုက်ဝင်ဝင်နေပေါ့เนาะဒါပေမဲ့နှစ်နှစ်လောက်ပဲကြာပါတယ်နှစ်နှစ်သုံးနှစ်ပေါ့ ိဖိကိုစားဆိုလို့ရှင်တော့ဖိဖိကမြန်မာစာကိုမျက်နှိုးတဲ့သူအမြဲတမ်းမြန်မာစာတိုးတက်အောင်ဆွမ်းဆောင်ပေးတဲ့ဆွမ်းဆောင်ရှင်ပေါ့အဲဒါကြောင့်မလို့ဖိဖိရဲ့အဲဆရာတွေမှန်သမျှတပည့်တွေမှန်သမျှအကုန်လုံးကိုလည်းဖိဖိရဲ့ကိုစားပြောရမယ်ဆိုလို့ရှင်တော့မြန်မာစာတိုးတက်ရာတိုးတက်ကြောင်းလေးနဲ့အမြဲတမ်းကြံဆောင်ပေးပါ ရေးသားပေးပါဟောပြောပေးပါအဲ့ဒါအပြင်မြန်မာစာကိုတင် जा ရေးတယ်မကပဲနဲ့တချို့ကကြတော့တင် जा ရေးကိုပဲဇောက်ချပြီးတော့လှုပ်တာပေါ့နော်အဲဇောက်ချပြီးတော့မလှုပ်ဘဲနဲ့စာရေးခြင်းအတက်ပညာရောဟောပြောခြင်းအတက်ပညာရောဆွဲဆုံပေါင်းမှလို့ပဲပြောချင်ပါတယ်ရှင်